လက်ပါအောင်လုပ်ခဲ့တဲ့မွေးရံစုံကိုမခွဲနိုင်လို့ပြန်တွဲလိုက်ကဝေဖန်သူတွေကိုခင်မမို့အီဆက်သွင်းလိုက်တဲ့ချစ်သူကောင်မလေးချောဆုဆုအောင်ချောဆုဆုအောင်ကတော့မွေးရံစုံနဲ့တွဲနေခဲ့ကဆိုရှယ်မီဒီယာမှာပွဲဆိုခဲ့တဲ့ကောင်မလေးဆိုလည်းမမပါဘူး2023ခုနှစ်မှာမွေးရံစုံရဲ့ချစ်သူကောင်မလေးကချောဆုဆုအောင်ကသူ့ကောက်ကနေကျမကိုနာအောင်လုပ်တဲ့ပါးရီရိုက်တဲ့ထိုးတွေကဲကြအောင်ဆိုပြီးတော့လိုက်လွင်ကဆိုရှယ်မီဒီယာမှာအဟော်ဆုံးပွဲတစ်ခုလို့ဖြစ်ခဲ့တာဆိုရင်လည်းမမပါဘူး မင်းသားရိနေနဲ့ခုလိုလက်ပါရဲဆိုတာကိုလိုက်လွင်ကထက်ပြေးရတဲ့အထိကျိုးလွန်နာမျိုးကိုရှားပါတာကြောင့်မှချောဆုစုအောင်ကပြေးလေပြေးသလိုမိုးရံစုံရဲ့မျက်နှာကိုလေလိုက်လွင်ချိန်မှာပြတာကပြဿနာတွေဖြစ်ကြတာပါမိုးရံစုံကလည်းနင်လောက်ခန့်ကျင်နေသေးရလားဆိုပြီးတော့လက်တွေပါရွှဲနေကြတာပါအားလုံးကတော့မျိုးသမီးဖြစ်တဲ့ချောဆုစုအောင်ဘက်ကသာရက်တီပေးခဲ့ကြပါတယ်ချောဆုစုအောင်ကလည်းအင်တာဗျူးတွေမှာတရားစွဲမယ်နောက်ပဲတော့မှပြန်မတွင်းနိုင်တော့ပါကြောင့်ငိုယိုပြောကပြစ်ခဲ့ပါတယ် ပရိသတ်တွေကြားမှာတော့မိုးရံစုံကချစ်သူကောင်မလေးပေါ်မှာလက်ပါတတ်သူဆိုပြီးတော့အားလုံးကတတ်မှတ်ကပြောဆိုနေကြတာပါပရိသတ်တွေကတော့မိုးရံစုံကိုလူယုံမာကြီးတယောက်လိုမြင်ကဒေါသကြီးထွက်နေကြတာပါဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာချစ်သူကောင်မလေးကမိုးရံစုံလက်ကြီးကိုဆွဲကမင်္ဂလာပွဲကြီးကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ် ကောင်းပြင်းနဲ့တနာဘိုးရဲ့မင်္ဂလာဝဲကိုမိုးရံစွာချစ်သူကောင်မလေးချောဆွဆွအောင်နဲ့တူတက်ရောက်လာခဲ့တာပါမိုးရံစုံပေမှာချောဆွဆွအောင်ကိုမြင်လိုက်ရတဲ့ပေါ်အလုံးက surprise ဖြစ်သွားကြပါပြီပရိသတ်တွေကမိုးရံစုံကလက်ပါတက်တဲ့ဘေးကြီးဆိုပြီးတော့အပြစ်တွေမျိုးစုံဖို့နေကြတာပါဒါပေမဲ့ချောဆွဆွအောင်ကတော့မိုးရံစုံလက်ကိုဆွဲကပွဲတက်ခဲ့တယ်လို့မင်္ဂလာဝဲမသွားခင်မှာလေကိုကိုဆိုပြီးတော့ချွဲလို့မပေးနိုင်ဖြစ်ကတစ်တော်ရိုက်ခဲ့တာပါ ဒါကြောင့်မလို့ချောဆွဆွအောင်နေမိုးရံစုံတို့ကတိတ်ကိုမှချစ်ကဲနေတဲ့စုပ်တွဲတွေဖြစ်နေကြကဝေဖန်သူပရိသတ်တွေကတော့ခင်မမို့အေးဖြစ်သွားကြပါပြီ။မဝေဖန်ခင်မှာခုနှစ်ရက်စောင့်ကြည့်ဆိုလို့ပရိသတ်တွေကခုနှစ်ရက်စောင့်ကဝေဖန်ခဲ့ကြပါပြီ။ဒါပေမဲ့လေတနေ့ကြမှာတော့မျက်ရည်တွေနဲ့ပြန်မတွဲတော့ဘူးလို့ငိုကြွေးခဲ့တဲ့မချောဆွဆွအောင်စကားကိုရုပ်ခဲ့တဲ့ပရိသတ်တွေကခင်မမို့အေးကြီးစားတွေဖြစ်သွားကြပါပြီ။မချောဆွဆွအောင်ကမိုးရံစုံလက်ကိုလက်တွဲမဖြုတ်တော့လို့ဘေးနားမှာပျော်ပျော်ကြီးထိုက်ကချစ်ရဲ့တွေတန်းနေကြတာပါ။ ပရိသတ်တွေအနေနဲ့ကတော့မချိုးစွစွအောင်ကိုပန်းနူသွေးပြီးအမှတ်မရှိတဲ့သူလို့ပြစ်တင်ကြတာပါ။တစ်ဖက်မှာလည်းအမျိုးသမီးချင်းနားလေသူတွေကတော့မချိုးစွစွအောင်ရဲ့ဝတ်ကြွေးကမသေးပါလားလို့တဝေကရှာနေကြတာပါ။မြမယူမလူတဦးနဲ့တူဆိုတွေ့ကြရတာကကင်ချမကောင်းကောင်းဖြစ်တယ်လို့တချို့ကလည်းဝေကြွေးကြောင်ဖြစ်ပါတယ်။မချိုးစွစွအောင်အနေနဲ့မိုးရင်ဆိုလက်ပါရာကြောင့်အညိုမဲတွေအများကြီးဆွေးခဲ့ပူပါတယ်။ဒါပေမဲ့လည်းသူ့အနေနဲ့ရှိုက်တာကချက်တာလို့ထင်ရအောင်ကိုမှဖြစ်နေရပါ။ ဒါကလည်းမချောဆုစုအောင်နဲ့မိုးရံစနိုရဲ့ရေးဆက်မကုံသေးတာကြောင့်ဖြစ်ပါရင်အချို့အိမ်တော်ရေးတွေမှာဆိုရင်လည်းလက်ပါကတော့ကရီတာဝင်နေပေမဲ့အမျိုးသမီးတချို့ကရုံမထွက်နိုင်ပေအချိန်တစ်ခုထိပေးဆက်ကြရပါတယ် လက်ပါလုပ်ခဲ့တဲ့မိုးရံစုံကိုမခွဲနိုင်လို့ပြန်တွဲလိုက်ခါဝေဖန်သူတွေကိုခင်မမို့အေးဆက်တွန်းလိုက်တဲ့ချစ်သူကောင်မလေးချောဆုစုအောင်ပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလေးပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြွရပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့အသင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီဒီရောလောက်နေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အပိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေကြပါစေရှင်။